သူတို့လင်မယားနှစ်ယောက်အမျိုးတွေစီအခုညီမရတော့တောထဲမှာဆက်လျှောက်လာခဲ့ပါတယ်။မိမဟိုမှာအိမ်တိမ်ရှိတယ်။အဲ့ဒီမှာခွင့်သွားတောင်းပြီးအဲ့ဒီမှာနားကြမလား။ဟုတ်သားပဲသွားမယ်လေ။သူတို့နှစ်ယောက်လည်းအဲ့ဒီအိမ်ကမော်ဆရာအိမ်မှမသိလို့အခုညီသွားတောင်းမိပါတယ်။အိမ်မှာလူရှိလား?ကျွန်တော်တို့လင်မယားကိုကူညီပါအောင်။ကျမတို့ကူညီပါအောင်ရှင်။ ကျွန်တော်တို့လင်မယားမှာသွားစရာနေရာမရှိလို့ပါဟုတ်ပါတယ်ရှင်ဘယ်မှာမှသွားစရာမရှိတော့လို့ပါဘာမှမစားရတာလဲ၄၅ရက်ရှိနေပါပြီငါ့ရင်ရှိမှာဘာရီလာအော်နေရလဲဘာကိစ္စလာတာလဲပြောင်းကျွန်တော်တို့စိုးရက်ဖက်ကလာတာမဟုတ်ပါဘူးဒီညလေးမှာလာတဲချင်လို့ပါမင်းတို့ကယ်လိုက်တော့ငါဘာပြန်ရမှာလဲကျမတို့မှာလဲဘာမှပေးစရာမရှိပါဘူးရှင်တို့ပြောနေကြတော့မှော်စရာကတို့ပိုက်လာတဲ့ကလေးကိုမြင်တော့ သူလိုက်ရှာနေတဲ့ကလေးမန်းသိသွားပါတယ်။ဟင်။ဒါမွေးရပါ ပါရမီပါလာတဲ့ကလေးပါလား။ငါလိုချင်နေတဲ့ကလေးလေးပဲ။လိုက်ရှာတော့မတွေ့ပဲ။အခုငါစီကိုဆက်ဆက်မြက်မြက်ရောက်လာတာဆိုတော့ချက်ချင်းဖမ်းထားမှဖြစ်မယ်။ဘလို့လဲအကူညီပေးမှလား။တညာလောက်တဲခွင့်ပေးရင်ကိုကျေနပ်ပါပြီ။ကူညီမှာပေါ့။ဒါပေမဲ့တခုတော့ရှိတယ်။မင်းတို့ကငါတောင်းတဲ့အတိုင်းပေးမယ်ဆိုရင်တော့ဒီမှာတဲခုခွင့်ပေးမယ်ပြင်ညစာပါအပြေဝကျွေးမှာပါ ဒါပဲမဲ့ငါလိုချင်တာတော့ပေးရမယ်ဘလို့လဲโอเคလားဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ရှင်ဒါနဲ့ကျွန်တော်တို့ကဘာနဲ့ပြန်ပြီးဂျေဆုဆက်အမှာလဲမင်းတို့ချစ်တဲ့ယာဥပမာမင်းတို့ကလေးလိုပေါ့ဟင်ဒါတော့ကျွန်တော်ဂျေဆုဆက်တဲ့အနေနဲ့တောင်းတာပါဘလို့လုံးမလဲမိမဘယ်တက်နိုင်မလဲကျမတို့တောင်းအောင်မချစ်ပဲနေမလားဒါပေမဲ့တားလေးတို့အသေးမခံနိုင်ဘူးဒီမှာမနာရလဲဘာမှမဖြစ်ဘူးမိမပြောတာလဲဟုတ်သားပဲသွားမယ်ဒါဆို ဟေးပယ်သွားမှလဲဒီမှာလာတဲအောင်လေဟေးသူတို့နှစ်ယောက်လည်းထမင်းမစားတာ၄-၅ရက်ရှိပြီဆိုတော့ပယ်မန်းနဲ့တန်မခံနိုင်တော့ပဲလဲကြသွားခဲ့ပါတယ်။အားရင်လည်းမရှိယောဂအခန်းလည်းရှိပြန်မိုးကလည်းရွာနေတာဆိုတော့အဲ့နာမှတင် အသက်ထွက်သွားရပါတယ်။ဦးစောကလည်းမတက်နိုင်တဲ့ဆုံးသူ့သားကိုလာယူမွေးစားခံလိုက်ပါတယ်။ကောင်းလေးငါအရှုံးမေးပါပြီကွာ။ตาလေးကိုအသက်ဆက်ရှင်အောင်လို့လာပြီးတော့မွေးစားပေးပါတော့။ ဟာဟာဒါဆိုလာခဲ့လေဟင်ဒါဒါဘလို့ဖြစ်နိုင်တာလဲငါတို့ဘယ်ကိုရောက်လာတာလဲမိမသူဟာကလေးပေးမယ်လို့ပြောလိုက်တာနဲ့မော်ဆရာကသူတို့ကိုအခန်းတစ်ခုထဲပို့ပေးလိုက်ပါတယ်အဲ့ဒီအခန်းကဘန်ကာတီဗီနေရောက်အိတ်ကတဲ့နဲ့သူတို့အရင်အိမ်ထက်တောင်ပိုကောင်းနေပါသေးတယ်ဟာ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 နောက်ဆုံးတော့ငါထွက်ရှာစရာမလိုပဲငါ့စီကိုသူ့အလိုလိုရောက်လာပြီဟာ တာနဲ့အခုငါတို့ဘာနဲ့ကျွေးရမှာလဲပဲဟာ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 သူသေးကြီးမကြီးလိုက်ရှာနေတဲ့ကလေးကနောက်ဆုံးမှာတော့သူ့လက်ထဲရောက်လာပါပြီမော်မန်ဘလို့လဲငါကလေးလေးရလာပြီဟဲ့ကလေးရလာပါပြီအော်ဒီကလေးကိုရလာပြီဆိုတော့သူ့မှာနာမည်ရှိပြီလားမရှိသေးရင်နာမည်မှဲ့ပေးရမယ်လေ ဒါဆိုမောင်တုပ်လို့ပေးလိုက်မယ်။စရင်ရှင်းလိုက်လို့ရပြီလား။အော်အခုကမရသေးဘူးလေ။ तू ကငငယ်လေးပဲရှိသေးတယ်။ဘာအစွမ်းမှရှိသေးတာမဟုတ်ဘူး။အရွယ်ရောက်တဲ့ထီဆောင်မှသူ့ဆရာအစွမ်းအားတွေရမှာပေါ့။ဟင်။ကျုပ်ကဒီကလေးမွေးခိုင်းမလို့လား။ဟုတ်တယ်။မကြွေးဘူး။ကြွေးမှရမယ်။ तू အသက်16နှစ်အထိကိုကြွေးရမှာ။အရွယ်ရောက်လာတာနဲ့အမျှသူ့ဆွမ်းအားတွေလည်းကြီးလာမှာ။သေချာစဉ်းစားကြည့်။ခမရကြွေးမွေးထားတယ်ဆိုရလဲ။ ခမညာကောင်းစားရေးအတွက်ပဲလေဒါဆိုဘဲကထမင်းနဲ့ကျွေးရမှာလဲဟိုလေထဲမှာသွားကြည့်လေရှိလာပါတယ်ဟုတ်လားဒါဆိုသွားကြည့်လာအောင်မင်းအင်းအင်းမော်ဆရာကသူ့အစွမ်းတွေတိုးလောင်လို့ကလေးကိုတပ်ဖို့ခေါ်လာပေမဲ့မော်မန်ကကလေးကငယ်သေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့မွေးစားခံလိုက်ပါတယ်တိုင်းမြစ်ထဲမှာလည်းမိဖုရားကကလေးမွေးတော့မှညစ်သားညစ်သားမိဖုရားထွက်တော့မယ်ထွက်တော့မယ် ထွက်တော့မယ်နော်ညစ်ထားညစ်ထားမိဖုရားထွက်တော့မယ်ထွက်တော့မယ်အာမိဖုရားလေးကမိန်းကလေးမွေးလာတဲ့အတွက်မင်းသမီးလေးရဲ့နာမည်ကိုဒေဝီလို့နာမည်ပေးလိုက်ပါတယ်မင်းသမီးလေးကမွေးမွေးချင်းမငိုတဲ့ပြင် ပြုံးနေရပဲဟုတ်လားဟုတ်ကဲ့ကျမကိုပြုံးပြနေတာကျမကိုပြုံးပြနေတာမိဖုရားလည်းသူ့သမီးကမွေးမွေးချင်းလူကိုပြုံးပြပြီးထွက်လာတော့ဝမ်းသာအားရဖြစ်နေပါတယ် မောင်တုံနဲ့အဖြစ်ချင်းဆင်နေတာဆိုတော့ဖူးစာရီလားဘယင်ကတော့သူ့ကဘာမှာအမြင့်မြတ်ဆုံးဘယင်လို့တွေးနေပါတယ်ဘာလဲဟာအာနင်ဘဲကလေးကိုငါစီလာပြစ်ပေးရလဲဒါဘယင်ရဲ့သမီးတော်ပါဟင်ရဲမန်သူငါကလေးကိုဒီလိုလာပေးတာသူ့ကောင်းကိုသွားဖြတ်လိုက်စမ်းဟုတ်ကဲ့အဲ့လိုမလုပ်ပါနဲ့ကျမတောင်းမှန်ပါတယ်မင်းကြီးအာ ။သူသမီးတော်ကိုကြည့်လိုက်တော့မင်းသမီးကပြုံးပြနေတော့ဘယင်ကြီးကတော်တော်လေးကိုပျော်ရှင်သွားပါတယ်။ငါရဲ့သမီးတော်လေးဘသူနဲ့တူနေတာပါလဲ။အမေအဖေအဖိုးအဖွားတွေနဲ့လား။အခုသူလည်းအရွယ်လေးရလာတော့မှဆိုတော့ထိမ်းမြပေးဖို့လုပ်ရမယ်။အခုကတည်းကမင်္ဂလာရဲ့ရွေးထိုင်ရင်ပိုကောင်းမှထင်တယ်။ဘယင်ကြီးကတော့သူသမီးမွေးလာတာတည့်ရတောင်မပြည့်သေးဘူး။မင်္ဂလာဆောင်မရက်ကိုတခါရဲရွေးတော်တာပဲ။မောင်တုတ်ကိုတော့မော်ဆရာက တောကြီးထဲမှာခြေတန်းရှိအိမ်ဆောက်ပြီးအဲ့ဒီပေါ်မှာထထပါတယ်။မောင်တုတ်အွှေရောက်တာလဲမြန်မမြန်။အကိုမန်အကိုမန်ပါလို့ကျွန်တော်လဲညီလေး။ကျွန်တော်ပါရမ်းစာနေပြီးအဖေကအခုချိန်ထိရောက်မလာသေးဘူး။ဩသူအစာသွားရှာပေးနေတာပါခဏနေလာလိုက်မယ်။ဒါပေမဲ့အဖေကဘာမှမစားနဲ့လို့ပဲပြောနေတာ။ကျွန်တော်ကပိုက်စားတာ။ဒါဆိုနှစ်အဖေကိုအော်ခေါ်ကြည့်လေ။ဟုတ်ပြီ။ အဖေအဖေသားပိုင်းဆောင်လာပြီမလာသေးဘူးလားဗျာမောင်တုတ်ကအသက်18နှစ်ပြည့်ပြီဆိုတော့မော်ဆရာကအစားအစာတွေနဲ့ယူလာပေးတာပေါ့ဘာရီအလောက်အော်နေရလဲမောင်တုတ်အဖေလာပြီထမင်းစားရတော့မယ်သားလေးအဖေကိုအဆွမ်းရှိတဲ့မှုတ်စိတ်မွေးလေးချပေးပါအောင်ကွယ်မောင်တုတ်လည်းသူ့အဖေအပေါ်တက်လာနိုင်အောင်လို့မှုတ်စိတ်မွေးအရှိကြီးကိုချပေးလိုက်ပါတယ် ဒီမှာအစားစာဘိုင်းပြည့်အောင်သာစားသားလေဟုတ်ကဲ့ပါဖေနင်တခါတဲ့ချင်းမစားလိုက်ပါတော့ဟဲမောမန်အခုစရင်ရှက်လိုက်ရတော့မလားနည်းနည်းစောင့်ပါအောင်ဘာတွေထပ်ပြီးစောင့်ခိုင်းညာလဲငါမစောင့်နိုင်တော့ဘူးနော်မရဘူးဥပဒေနဲ့မညီဘူးဟာနည်းနည်းထပ်စောင့်လိုက်အောင်ဒါဆိုငါတို့ထပ်ပြီးကြွေးထားရအောင်ပေါ့လေမောင်တော်အသက်၁၈နှစ်ပြည့်တာနဲ့မော်ဆရာကချက်ချင်းကိုတတ်ချင်နေပါတယ် မင်းသမီးဖတ်မှာတော့ကဲအဖေသမီးတော်လေးကအရွယ်ရောက်ပြီဆိုတော့အိမ်အောင်ပြုတ်ရမယ်ဘသူနဲ့လဲသမီးပဲလိုက်ရှာရမှာပေါ့လိုက်ရှာရမယ်ဆိုသမီးမယူရဲမတ်တွေငါသမီးမွေးကလေးကအရွယ်ရောက်လာရင်မင်္ဂလာဆောင်ခိုင်းမယ်လို့ဆုံးဖြတ်ပြီးသားမလားဟုတ်ပါတယ်မင်းကြီးသမီးလက်မထက်ချင်သေးဘူးရမလားသမီးမမယူချင်သေးတာယူဆိုယူလိုက်ပေါ့ ငါတို့တိုင်းမိထဲမှာချောတဲ့လူတလောက်များနေတာတိုင်းမိထဲကလူတွေကချောမှမချောတာငါတိုင်းပြည်ကချောဆုံးမဲမချောပါဘူးချောချောမချောချောနေရှူကိုယူရမယ်ဒါအမိတ်မဲမင်းကြီးကသူ့သမီးကိုအတင်းကျပ်ယောက်ျားယူခိုင်းနေပြီဟာငါကျင်ဖို့ရွေးချယ်ပွဲလုပ်ပေးမယ်မင်းသမီးလေးကလည်းဘရင်ကြီးကအတင်းအကျပ်စီစဉ်ပေးနေတာခံနေရတော့စိတ်မကောင်းတွေဖြစ်နေပါတယ်ဒီလိုနဲ့ပဲကျင်ဖို့ရွေးပွဲကိုရောက်လာပါတယ် မင်းသမီးနဲ့လက်ထက်မဲ့လူဟာမင်းသမီးထိုးရင်ဘာမှမဖြစ်ရဘူးပထမတယောက်ကတော့ကဒုံးနဲ့မုတ်စိတ်မွေးရှော့ကွာဒုတိယကတော့လူချောစိတ်ဆင်းရဲဖို့ကောင်းလိုက်တာတတိယလူကတော့ရုတ်ချောတဲ့အပြင်စပင်ကေကလည်းမိမိုက်နေရောဟင်ငါဆိုရင်တော့မင်းသမီးလေးကမကန်တော့ပါဘူး စတုထကတော့စပင်ကခဲယောင်လေးနဲ့နင်တယောက်မှမရှူဘူးလားအဲ့လောက်ရုပ်ဆိုးနေတာဘသူကရှူနိုင်မှာလဲအဖေရဲ့အေးဒါဆိုနှစ်မျက်လုံးထဲမှာချောတယ်ဆိုရဲလူတော့ရှာခဲစမ်းငါကြည့်ချင်သေးတယ်ဟုတ်ကဲ့ပါဖခမဲတော့သမီးအဲ့ဒီလူယောက်ျားလေးကိုတော့ရှာလာပြမယ်ဒါဆိုသမီးတော်ကဘယ်မှာတော့ရှာမှာလဲသမီးရဲ့ဖူးစာဆဲအတွက် တော့ထဲမှာတော့ရှာမယ်အေးရေးမဝအောင်လားဘာလို့လျှောက်ပြောနေရလဲ တော်ကြီးတယ်လေဘလို့နေနေတွေ့အောင်တော့ရှာရမှာပေါ့ရတယ်လေသွားဒါပေမဲ့ရမလိုက်တော့သမီးတော်နန်းတော်ပြန်လာခဲနဲ့နော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါသူတို့တိုင်းပြည်တဲကလူကိုမလို့ချင်တော့မင်းသမီးလေးကလည်းသူ့စိတ်တိုင်းကြကြွဲစီပြီးထွက်ရှာပါတယ်သမီးလေးကြင်ကောင်းပါစေနော်ကြင်ကောင်းပါစေနော် ဟုတ်ကဲ့သမီးသွားတော့မယ်နော်အဖေနဲ့အမေအချစ်စေးရဖို့ကတော့တကယ်မလွယ်ပါဘူး မောင်တုတ်ကတော့ဒီနေ့24နှစ်ပြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။မော်ဆရာကသဲကြီးမဲကြီးမောင်တုတ်အတွက်စားဆရာထွက်ရှာနေချင်းသူကတော့ပဆက်ဟောင်းလောင်းနဲ့အိတ်နေတာပိုက်ဆောင်မှာပဲနိုးလာတော့တယ်။အဖေရေအဖေအဖေပဲသွားနေရလဲ။နေအဖေကအစားစာလိုက်ရှာနေတယ်။အဖေသားပိုက်ဆောင်လာပြီ။မြင်မြင်ပြန်လာပါတော့။ ตาป้ายสาล้นล่ะบีเปียอภิตาป้ายสาล่ะบีเมียนๆเปลี่ยนล่ะบารอตาป้ายสาล้นล่ะบีเปียเอ๊ะตาอยากจ้าเลอตําเหมดีร้อเเละมาอยากจ้าเลชื่อเตราล่ะดาง่าเยพู้สาอสิทธิ์โลดอมาเปียวเนเนาะฉะชินตั้วชามายามเหมเอ๊ะอ้าตะอ้าแก่นาเว้ မင်းသမီးကလည်းယောက်ျားလိုက်ရှာနေရတဲ့ချက်ချင်းသွားကြည့်ရပေါ့အဖေကလည်းဘယ်ဒီသွားနေရလဲအခုချိန်ဒီကိုပြန်မလာသေးဘူးမင်းသမီးလေးကမောင်တုတ်ကိုမြင်တော့တခါတည်းကိုဆွဲလန်းသွားတာပေါ့ဟင်ဒါငါသဘောကျတဲ့ယောက်ျားလေးပုံစံမဲမင်းသမီးလေးကမောင်တုတ်ချော်လွန်းလို့ကိုကုတ်ကိုတောင်တတိမထားမိတော့ပါဘူးအာဟင်ဘာတန်တွင်လဲ တခါမှဒီလိုမကြားဘူးပါဘူးဒီလိုနဲ့မော်ဆရာလည်းတစ်သေးတွေနဲ့အတူပြန်လာခဲ့ပါတယ်ตาလေးဖုတ်တော့ရေဟင်အဖေပြန်လာပြီအဖေကိုမုတ်စိတ်မွေးလေးချပေးပါဦးဟုတ်ကဲ့ပါအဖေဟင်သူကအစွမ်းရှိတဲ့မုတ်စိတ်မွေးပါရှိတယ်ငါမြင်ဖူးသမျှထဲမှာအချောဆုံးရောက်ကြလေးပဲ။ မြင်မြင်ချင်းအောင်ချစ်မိသွားပြီကျမရှင်နဲ့လက်ထက်မယ်တကယ်လို့ကျမတို့သာဖူးစာပါတယ်ဆိုရင်မြင်မြင်လက်ထက်ရပါလို့ဤအာဒါပေမဲ့ तू ဟာဟိုးတိုင်းမြင့်ပေါ်မှာဆိုတော့ဘလို့သွားတွေ့ရမှာလဲနီးလန်းတော့ရှိမှာပါငါနီးလန်းရှာပြီးသူ့စီမရရအောင်သွားပြစ်မယ်မောင်တုတ်ကတော့သူ့ကိုဘာလို့တိုင်းမြင့်ပေါ်လာတင်ထားလဲဆိုတာကိုစဉ်းစားနေပါတယ်အဖေကျွန်တော်တခုမေးချင်လို့ ဘာလို့ကျွန်တော်ဒီပေါ်မှာနေခိုင်းတာလဲဘဲမှလည်းမသွားရအောင်ကျွန်တော်အရွယ်ရောက်နေပြီနော်သားလေးကိုအပြင်မထွက်ခိုင်းဘူးဆိုတာအပြင်မှာအန်တီရများလို့ပါ အပြင်မှာအန်တီရ6 5 6ခုလောက်ရှိနေတာသားကိုချစ်လို့သားအန်တီဖြစ်မှာဆိုလို့ဒီအဖေကအပင်မခံမေးကိုယ်တိုင်ရှာကျွေးနေတာပါသားရဲ့သားတည်တဲ့အထိဒီမှာပဲနေသွားတော့မှာလားကျွန်တော်မှလည်းရည်မှန်းချက်ရှိတယ်မရဘူးဆိုမရဘူးပေါ့ပြောနေတာနားမလဲဘူးလားဟုတ်ကဲ့ပါအဖေ ငကြစိန်နဲ့တော့နောက်မော့ဆို तू သိတော့မယ်ပြောတော့စောင်းဆိုငါလည်းငါအလုပ်နဲ့ငါရှိသေးတယ်လေဘာအလုပ်လဲငါတရားထိုင်ရမှာမောင်တုတ်ဒီရွယ်ဆို အသက်ဘလောက်ရပြီလဲငါလည်းမိတ်ချင်နေပြီဟာမှန်ရလဲမိတ်တက်တာပဲလားအေးပါငါပြန်ကြည့်အောင်မယ်ဒါဆိုကြည့်လေ ငါချင်အချိန်ကောင်းကိုရောက်ပြီထင်နေ။အေးဂတိတော့မပြတ်စေနဲ့နော်။အေးပါ ပြောထားတဲ့အတိုင်းပဲပေါ့။အင်းငါကြည့်လောင်းမယ်။ဟင်ဒါ2030ကိုရောက်ပြီပဲ။ဟင်ဒါဆိုဟုတ်တယ်။မောင်တော့အသက်24နှစ်ရှိပြီ။ဟာဟာအခုတော့ငါစောင့်မျှော်နေတဲ့နေ့လေးကိုရောက်လာပြီပေါ့။အခုတော့ငါစွမ်းရှင်ကြီးဖြစ်ရတော့မယ်။ငါနေ့ကိုကြွေးမွေးလာရတာနှစ်ပေါင်းများစွာ။သူငါ့ကိုဂျေဆုဆက်ရတော့မယ်။ရှေးဟာ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  ဟဟဟဟဟင်အဖေကငေါ့တတ်တော်မတဲ့လားမောင်တုတ်လဲသူအရန်ချစ်ခင်လေးစားရတဲ့သူဟာသူ့ကိုတတ်တော်မဲဆိုတော့သိတော့အရန်ကိုဝမ်းနေနေပါတယ်ဂျာနဲ့မင်းဟာသူ့ကိုဘယ်နဲ့တတ်မှာလဲဒီနေ့ပဲငါတစ်သီးသွားရှာလာပြီးအစိတ်ခတ်ကြွေးမယ်အေးကောင်းတယ်မောင်တုတ်သားလေးဟုတ်ကဲ့ပါဖေအဖေကိုအောက်ပြန်ပို့ပေးပါအောင်သားရဲ့ဒါအတွက်တစ်သီးသွားရှာမလို့ ဟုတ်ကဲ့ပါဖေမော်ဆရာထွက်သွားပြီးနောက်မင်းသမီးလေးရောက်လာခဲ့ပါတယ်ဖိုးတုတ်ဟင်ဘသူခေါ်နေရလဲဖိုးတုတ်ဟင်မိန်းကလေးပဲငါတကားမှတော့မမြင်ဘူးစင်းခဲ့လေရေတူတူကစားရအောင်အဖေကဒီပေါ်ကနေမစင်ခိုင်းဘူးဒါဆိုမှုတ်စိတ်မွေးလေးချပေးကျမတက်လာခဲ့မယ်အဲ့လိုလုံးမလားအေးဟုတ်တယ် ဒီလိုနဲ့မော်မန်အိတ်ပျော်နေတော့မောင်တုတ်ကမင်းသမီးကိုအပေါ်ခေါ်လာလိုက်ပါတယ်မဆူနဲ့နော် မော်မန်အိတ်ပျော်နေတော့အဲ့ဒါအဖေမှန်လေโอเคနင်ကဒီဘောနဲ့မစင်းရအောင်လားဘာလို့ငေါ့လာတွေးလို့မရတာလဲငါလည်းစင်းချက်มาတယ်ဟာအဖေကအောက်ကိုတကားမှမစင်းခိုင်းတော့လေဘလို့စင်းရမလဲမသိဘူးကျွန်တော်အိတ်ပျော်နေတော့အဖေနဲ့မော်မန်တို့အချင်းချင်းစကားပြောနေတာကြားလိုက်တယ် ကျွန်တော်အဖေကတတ်တော့မာတဲ့အခုအဖေကတည်တည်သွားရှာနေတာဘလို့လောက်ရမလဲမသိတော့ဘူးမော်မန်ကလည်းစောင့်ကြည့်နေသေးတယ်ဟာအဲ့လိုတော့အဖြစ်မခံပါဘူးဒါဆိုရှင်ကျမနဲ့လိုက်ခဲ့ကျမခေါ်သွားမယ်နန်းတော်အတူတူပြန်ကြမယ်ဒါဆိုမင်းကဟုတ်တယ်ကျမမင်းသမီးပဲဟင်ကဲကြပါအောင်ဒီမှာဒီမှာလူစိမ့်ဝင်လာလို့လူစိမ့်ဝင်လာလို့ဟုတ်ကဲ့ကျွန်တော်ခမည်းနဲ့လိုက်ခဲ့ပါမယ် သူတို့နှစ်ယောက်လည်းမြန်မြန်ထွက်ပြေးသွားပါတယ်။မော်ဆရာယတနာတက်နေပြီမြန်မြန်ပြန်လာခဲ့။ဟင်ဒါငါမော်မန်ရဲ့အတန်ပဲအချိန်နဲ့မှန်တော့ထင်တယ်မြန်မြန်သွားမှာပဲ။အချိန်နဲ့မကောင်းတာနဲ့မော်ဆရာလည်းသူ့နန်းတော်ကိုမြန်မြန်ပြန်တန်းသွားပါတယ်။မော်မန်မောင်တုတ်ကဘေးရောက်သွားပြီလေ သူမိမနောက်ကိုလိုက်သွားပြီခမားဘာလို့လွတ်ပေးလိုက်တာလဲဗျာမောင်တုတ်ထွက်ပြေးသွားမှန်းသိတော့မော်ဆရာကတတော်လေးကိုစိတ်တုန်နေပါတယ်သူတို့သွားတာမဝေးတော့သေးဘူးအခုသူဘက်မှလဲကျွဲပေါ်မှာမင်းသမီးနဲ့နန်းတော်ပြန်မလို့ဆိုလားသူထွက်သွားရင်မင်းသူ့ဆီကဘာမှမရတော့ဘူးနော်ငါလည်းအဲ့လိုအဖြစ်မခံနိုင်ပါဘူးမင်းသမီးလေးသူတို့လိုက်လာမှကြောက်တယ်စိတ်မပူနဲ့ အနောက်မှာလိုက်လာလားဆိုတော့လှည့်ကြည့်လိုက်။ဟင်ဟိုမှာအဖေလိုက်လာပြီ။ငါသားကိုပြန်ပေးစမ်းမင်းသမီးလေးမြင်မြန်။ငါလည်းသွားနေတယ်လေ။ငါသားကိုပြန်ပေးစမ်း။ဒီထက်ပိုပြီးမြန်လို့မရတော့ဘူးလား။မော်ဆရာကထက်ချက်မကွာအနောက်ကနေလိုက်လာနေတော့မင်းသမီးလေးလည်းသူ့ခမဲတော်ဆရာအကူကြီးလမ်းကြောင်းလိုက်ပါတယ်။ရှုရှုဒူ တုံ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 ဟယ်လိုခမဲရောသမီးအန်တီရဲ့ထဲရောက်နေလို့မော်ဆရာတယောက်သမီးတို့နောက်ကိုလိုက်နေပါတယ်မြင်မြင်လာခဲ့အောင်ဟင်အခုသမီးတော်ကဘယ်သွားနေရလဲသမီးအနောက်ဘက်အရက်ကိုသွားနေပါတယ်ဟုတ်ပြီခမဲရောလာခဲ့ပြီနော်မြင်မြင်နော်ခမဲရောငါသမီးတော်လိုက်နောက်ရှက်ရဲတယ်ပေါ့လေငါနဲ့တွေ့မယ်သူ့ကိုအပြက်ရှင်းလိုက်မောင်းတော့ ငါသားမင်းတကယ်တော့မပြေးနဲ့အာအဖေကျမတို့လာခဲ့ပြီငါတို့ကဲတဲ့လူရှိပြီအအရှုံးပေးပါပြီအရှုံးပေးပါပြီတော်ပါတော့မှတ်ပြီလားဒီလိုနဲ့မော်ဆရာလဲပရင်ကြီးကိုအရှုံးပေးလိုက်ရပါတယ်နန်းတော်ထဲရောက်တော့ဟိုတုံနဲ့မင်းသမီးလေးလဲလက်ထပ်ထိမ်းများလိုက်ပါတယ်ပရင်ကြီးနဲ့မိဖုရားလဲတော်တော်လေးကိုဝမ်းသာနေပါတယ် ကိုဖိုးတုံးဟုတ်ကဲ့ရှင်အရန်ကိုတော်တာပဲနော် မင်းသမီးကပို့တော်တာပါကျွန်တော်ကဲတင်ပေးထားလို့ကျေးဇူးပါမဟုတ်ရင်ဒီနေ့ဆိုတာရှိလာမှာမဟုတ်ပါဘူးဟုတ်တာပေါ့ရှင်ရှင်ချစ်စရာကောင်းလိုက်တာဟုတ်ပါဒီသူတွေရှက်တယ်ဒါဆိုလဲဒီလိုဖုံးထားလိုက်ကွာ ကယ်ကြပါအောင်ကယ်ကြပါအောင်ကျွန်တော်ဒီထဲမှာမနေတတ်ဘူးပြောတော့စွမ်းရှင်ဖြစ်လာမှာစို့အခုတော့ထောင်ထဲမှာလာနေရတယ်ကယ်ကြပါအောင်ကြာကယ်ကြပါအောင်မော်ဆရာလည်းသူ့ရဲ့အပြည့်အတွက်သေဒဏ်တင့်သွားခဲ့ပါတယ်